မင်္ဂလာပါရှင်မန္တလေးခေတ်တစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံတွင်ပညာရေးနှင့်အလုပ်ကိုင်အကျက်တဲပုံမှုနဲ့ဆိုင်လာသောကြောင့်လူငယ်များ၏အနာဂတ်ရပ်တန့်ခံနေရဟုကုလသမဂ္ဂ UNDP ကသတိပေးတဲ့ဆွေးနွေးသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်ပညာရေးနှင့်အလုပ်ကိုင်အကျက်တဲပုံမှုနဲ့ဆိုင်လာသောကြောင့်လူငယ်များ၏အနာဂတ်ရပ်တန့်နေရဟု ုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကသတိပေးလိုက်ပါတယ်။မြန်မာနိုင်ငံတွင်ပညာသင်ကြားမှုများပြတ်တောက်ခြင်းအလုပ်အကိုင်ခွင်လန်းများနေပါလာခြင်းနှင့်အသက်မွေးဝမ်းကြောင်းမှုများထိရှားလွေ့လာခြင်းတို့ကြောင့်လူငယ်မျိုးဆက်များအထူးသဖြင့်အမျိုးသမီးငယ်များသည်ဘေးဖယ်ခံထားရသည့်အခြေအနေတို့တွန်းပို့ခံရပြီးမြန်မာနိုင်ငံ၏လူဦးရေဆိုင်ရာအကျိုးမြတ်များဆုံးရှုံးလို့နေပါဖြစ်နေကြောင်းသိရပါတယ်။ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကထုတ်ပြန်လိုက်သောအစီရင်ခံစာအသစ်တွင်မြန်မာနိုင်ငံလူဦးရေ၏၃ပုံ၃ပုံကျော်ဖြစ်သော လူငယ်များသည်မကြုံစက်ဘူးသောမရေမရာသည့်အခြေအနေများရင်ဆိုင်နေကြောင်းကိုမိမောင်းထိုးပြထားပါသည် နိုင်ငံရေးမတည်ငြိမ်မှုစီးပွားရေးကျဆင်းလာမှုနှင့်လူမှုဘဝဆိုင်ရာပြဿနာများကြားတွင်လူငယ်များ၏ပညာရေးနှင့်ဝင်ငွေရရှိမှုလမ်းကြောင်းများသည်ဆိုးရွားစွာရှုံ့ရင်းလာခဲ့ပြီးမြန်မာလူငယ်များကိုအနာဂတ်ရက်တန့်ခံအခြေအနေတို့ရောက်ရှိစေကာ၎င်းတို့ဤကိုပိုင်စွမ်းရည်များကိုအကောင့်ထဲမပေါ်နိုင်ဖြစ်စေခဲ့ကြောင်းအစင်းမြင့်ပညာအောင်မြင်ထားသူများသည်ပင် အလောက်ကင်များရှာဖွေရန်ယုံကန်နေကြရပြီးအထူးသဖြင့်အမျိုးသမီးငယ်များတွင်ပုံမဖြစ်ပေါ်နေသည်ကိုတွေ့ရကြောင်းဤအခြေအနေသည်ပညာရေးဆိုင်ရာဘွဲ့လက်မှတ်များနှင့်ရရှိနိုင်သောအလောက်ကင်ခွင့်လန်းများအကြားချိန်ဆမှုကင်းမဲ့နေမှုကိုထင်ရှားစွာဖော်ပြလျက်ရှိကြောင်း UNDP ကပြောဆိုပါသည်ယခုတွေ့ရှိချက်များအားနိုင်ငံလုံးဆိုင်ရာမြန်မာလူငယ်သဘောထားစစ်တမ်း2024မြန်မာ youth survey 2024မှာရရှိသည့်အချက်အလက်များကိုကောင်းလုံထားပြီးတွေးဆမေးမြန်းမှုများနှင့်အုပ်စုခွဲဆွေးနွေးမှုများဖြင့်ဖြည့်ဆွတ်ထားကြောင်း အနာဂတ်ရပ်တန့်ခံမျိုးဆက်သည့်မြန်မာလူငယ်များ၏အလုပ်အကိုင်နှင့်ပညာရေးအခြေအနေအမည်ရှိအစီရင်ခံစာမှာမြန်မာလူငယ်များအပေါ်ကြာရှည်သောပြစ်ပခာ၏တက်ရောက်မှုများကိုစောင့်ကြည့်လေ့လာနေသည့်အာရှဖက်စီဘိတ်ဒေတာဆိုင်ရာ UNDP ၏လူငယ်စီတီမှဒုတိယမြောက်အစီရင်ခံစာဖြစ်ကြောင်းသိရပါသည်။ရှေးလက်နေလူငယ်များသည်မျိုးပြလူငယ်များနှင့်နှိုင်းယှဉ်ပါကအတ္တမိုးဝမ်းကြောင်းဆိုင်ရာအလုပ်များနှင့်ပညာရေးကိုလက်လန်းပြမှုနေပါခြင်းတို့ကြောင့်မျက်နှာဆုံးရှုံးလျက်ရှိပြီးဒေတာအလိုက်မညီမျှမှုများကိုပုံမနှိုင်းဆိုင်စေကြောင်း မြန်မာနိုင်ငံတွင်ပညာရေးမှအလုပ်အကိုင်သို့ကူးပြောင်းသည့်လမ်းကြောင်းများရပ်တန့်နေခြင်းသည်စီးပွားရေးဆိုင်ရာစိန်ခေါ်မှုတစ်ခုတည်းသာမကရိုးစက်တစ်ခုလုံးကိုချိန်ချောင်းနေသည့်အချက်ပေးခေါင်းလောင်းလည်းဖြစ်သည်ဟု UNDP အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာဦးဆောင်ညွှန်ကြားရေးမှူးကန်နီဝိုင်းရာဂျာကပြောကြားပါသည်ပညာသင်ကြားမှုပြတ်တောက်ခြင်းကောင်းမွန်သောအလုပ်များပျောက်ကွယ်လာခြင်းနှင့်မလုံခြုံမှုများပုံမှန်မြင့်တက်လာခြင်းတို့အပြင်ကြားမှအခြေပြုသောကွာဟမှုများနှင့် လူမှုရေးဆိုင်ရာဒါစီတွေရဲ့ PR တွေအောက်တွင်တန်းထင်ကြည့်သောလူငယ်အမျိုးသမီးများနှင့်အမျိုးသားများသည်သူတို့ရဲ့ရည်မှန်းချက်များနှင့်စွမ်းရည်များပြိုလဲနေတာကိုမြင်တွေ့နေကြရသည်ဟု၎င်းကဆက်ပြောပါသည်အဓိကတွေ့ရှိချက်များမှာအလုတ်ကင်မှလူငယ်များစွာဖေကျင်းခံထားရမှုအမြင့်မားဆုံးအဆင့်သို့ရောက်ရှိလာကြောင်းလူငယ်လေးပုံတစ်ပုံခံမှန်းကြီးလေးတန်ဒီပါမှာအလုတ်လက်မဲ့ဖြစ်နေပြီးကြားတွင်90ရာခိုင်နှုန်းကျော်နှင့်ရခိုင်တွင်40ရာခိုင်နှုန်းထက်ကျော်လွန်နေကြောင်း အလုပ်လုပ်ကင်နေသူလူငယ်အများစုသည်မိမိပိုင်လျားလုပ်ငန်းများသို့မဟုတ်ယာယီနေစာအလုပ်များကဲ့သို့သောပုံမှန်မဟုတ်သောအလုပ်သဘောခန္ဓာများတွင်လုပ်ကင်နေကြပြီးဝင်ငွေထိခိုက်မှုများနှင့်စီးပွားရေးမတည်မငြိမ်ဖြစ်မှုများခံစားနေရကြောင်းသိရပါသည်။ပညာသင်ကြားမှုပြတ်တောက်ခြင်းများပုံမှန်များပြလာခြင်းအနေဖြင့်အသက်18 24နှစ်ကြားလူငယ်၄ဦးတွင်၃ဦးခန့်မှန်းချီလူငယ်၅တန်းကျော်သည်ပညာရေးသို့မဟုတ်သင်တန်းတစ်ခုခုတွင်တက်ရောက်ခြင်းမရှိတော့ကြောင်းထို့အရေးအတွက်သည်ခြေလက်ဒေသများတွင် ၅ဦးလျင်၄ဦးနိဗ္ဗာန်အထိမြင့်တက်လာပြီးအထူးသဖြင့်တနင်္သာရီချင်းစကိုင်းနှင့်ခရင်တို့တွင်ပုံမှုဖြစ်ပေါ်နေကြောင်းသိရပါသည်။ပညာရေးနှင့်အလောအကိုင်းတွင်ကြားမှကွာခြားမှုကြောင့်အတားအဆီးများပုံမှုဖြစ်လာနေရာအမျိုးသားများ၏900ခန့်သောနေထိုင်ရှင်ပါကအမျိုးသမီးငယ်၄ပုံတပုံနိဗ္ဗာန်သည်အိမ်တွင်တာဝန်များကြောင့်ကြားမှထွက်ခွာခဲ့ရကြောင်းအမျိုးသမီးများသည်အမျိုးသားများထက်ကျန်းမာ22ရာခိုင်နှုန်းလျှော့နေသောဝင်ငွေကိုသာရရှိကြကြောင်း တနင်္သာရီတွင်အလုံးမလုံသောအမျိုးသမီးများ၏သုံးပုံတစ်ပုံကျော်သည်၎င်းတို့၏အိမ်နောက်ဘက်ထံမှအလုံးရှာဖွေခြင်းမှကာစီခြင်းခံခဲ့ရကြောင်းသိရှိရပါသည်။လူငယ်များ၏အတံမိုးဝမ်းကြောင်းမှုများမှခိုင်မာမှုရှိတော့ကြောင်းလူငယ်လေးပုံတစ်ပုံသည်လုံခဲ့သည့်နှစ်နှစ်အတွင်းအလုံးထုတ်ခံရခြင်းလုံခြုံမှုမရှိခြင်းသို့မဟုတ်မိသားစုဖိအားများကြောင်း၎င်းတို့၏အတိတ်ကဝင်ငွေရလန်းကိုပြောင်းလဲခဲ့ရသည်ဟုဆိုပါသည်။ဤသည့်နေရာမှပါဝင်တော်သော NEET မျိုးဆက်ဖြစ်လာပြီးအနေရမြင့်တက်လာနေကြောင်း လူငယ်၅ဦးတွင်တဦးနီပါခံမှန်းခြေ၃သန်းနီပါသည်အလုပ်လုပ်ကြခြင်းပညာသင်ကြားခြင်းသင်တန်းတက်ရောက်ခြင်းတို့တွင်ပြည်သည့်နေရာ၌မျှပါဝင်နေခြင်းမရှိသည့်အခြေအနေ NEET တွင်ရှိနေကြောင်းထို့သောသောအခြေအနေမျိုးကိုအမျိုးသမီးများ၏25ရာခိုင်နှုန်းကရင်ဆိုင်နေရပြီးပရိပခဒေသများဖြစ်သောကယားတွင်52ရာခိုင်နှုန်းနှင့်ရခိုင်တွင်32ရာခိုင်နှုန်းဖြင့်အမြင့်ဆုံးရှိနေကြောင်းသိရပါသည်အဆိုပါစိန်ခေါ်မှုများကြားမှပင်စစ်တမ်းအရမြန်မာလူငယ်များ၏ခံနိုင်ရည်နှင့်ရီမှန်းချက်များကိုမိမောင်းထုတ်ပြထားပြီး ထက်ဝက်နေပါသည့်အတံမိုးဝမ်းကြောင်းပညာရပ်ဆိုင်ရာသင်တန်းများကိုဦးစားပေးလိုအပ်ချက်အဖြစ်ဖော်ပြခဲ့ကြကြောင်းလူငယ်အများပြားသည့်လိုအပ်ချက်ကြောင့်ကိုပိုင်လုပ်ငန်းများအသေးစားလုပ်ငန်းနှင့်အလို့သဘောစီးပွားရေးလုပ်ငန်းများတွင်ပါဝင်လုပ်ကိုင်နေကြသည်ကိုလည်းခွင့်ရသည်ဟုအစီရင်ခံစာကဆိုပါသည်အထက်ပါအချက်လက်များအပေါ်အခြေခံပြီးပြောင်းလဲပြင်လဲရှိသောတင်ယူမှုနှင့်အတံမိုးဝမ်းကြောင်းတင်နှံများကိုတိုးချက်ဆောင်ရွက်နိုင်ရန်အတွက်ဒေတာအလိုက်ဦးဆောင်မှုများအလင်းအမြန်ဆောင်ရွက်နိုင်ရေး UNDP မှတိုက်တွန်းထားပါသည် အထူးသဖြင့်ကျေးလက်နေနေရဲဆုံးခွာရသူနှင့်အိမ်မှုကိစ္စများကိုစောင့်ကြည့်နေရသောလူငယ်များအတွက်ဘူစာပေးဆောင်ရွက်သင့်သည်။ဤစွမ်းရည်များကိုစိုက်ပျိုးရင်ဒစ်ဂျစ်တယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခန္ဓာရှိအလောက်ကများနှင့်ချိန်ညှိရန်လည်းလိုအပ်ကြောင်းစင်ခေါ်မှုများရှိနေတော့လေအမျိုးသမီးငယ်များ၏အလောက်အကင်ဆိုင်ရာအတားအဆီးများကိုဖြည့်ရှင်းရမှလည်းအရေးကြီးပြီးအိမ်မှုကိစ္စဆောက်ရှောက်ရသောဝေဒုတ်ဝင်ပုံများကိုလျှော့ချပေးခြင်းမှအစာ တားမြစ်သည့်ဓလေ့ထုံးတမ်းများကိုဖြေလျှော့ပေးခြင်းနှင့်အမျိုးသမီးငယ်များပညာရေးနှင့်လုပ်ငန်းခွင်တွင်ဆက်လက်ရှိနေစေရန်အတွက်အားပေးခြင်းတို့ပါလှုံ့ဆော်ရန်လိုအပ်ပါကြောင်းလူငယ်များဦးဆောင်သည့်စွန့်ဦးတီထွင်လုပ်ငန်းနှင့်အသေးစားစီးပွားရေးလုပ်ငန်းများကိုအထောက်ပံ့ပေးခြင်းများလည်းလိုအပ်ပြီး၎င်းသည်အထူးသဖြင့်ထိရွယ်ရှလွယ်နှင့်ပရိပခတန်ခံရသောဒေသများအတွက်အသက်သွေးကြောလိုအပ်ချက်တစ်ခုပင်ဖြစ်ကြောင်း UNDP ကထောက်ပြပါသည် မြန်မာလူငယ်များအတွက်ယင်းနှိမ့်နှံ့ခြင်းသည်နိုင်ငံ၏အနာဂတ်ခန္ဓာရေးရှိမှုနှင့်ပြည်လဲထူထောင်ရေးအတွက်မဟာဗျူဟာမြောက်ယင်းနှိမ့်နှံ့ခြင်းဖြစ်သည်ဤကိစ္စသည်အလောက်ကိုင်းနှင့်ပညာရေးလိုအပ်ချက်များထက်ပုံမနှဆိုင်ပြီး၎င်းသည်မျိုးဆက်တစ်ခုလုံး၏အနာဂတ်စွမ်းရည်များနှင့်အိမ်မက်များပင်ဖြစ်သည်ဟုဝိုင်းနရာချာကပြောဆိုပါသည်ဆလပီကျန်ဖို့တို့မင်းအောင်လိုက်စီလို့တီစစ်ဘုံကြောင့်များအတွက်ရွေးကောက်ပွဲဝင်မိကုံချငွေနဲ့မဲဆွယ်စီယုံရေးစည်ရင်များအပီးစီယူလာပါတီရေရစီမံခန့်ခွဲမှုကိစ္စမျာ ဗဟုကော်မတီဝင်အဆင့်ပင်ပေးမသိတော့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ချမ်းဖို့ပါတီတို့မရောက်နိုင်စေလို့ဒီစစ်ဗိုလ်ချုပ်ကြီးများအတွက်ရွေးကောက်ပွဲဝင်ပြီးကုန်ကြစရိတ်နှင့်မဲဆွယ်စည်းရုံးရေးစရိတ်များအပီစီယူဆောင်လာသည်ဟုသိရှိထားကြောင်းကျန့်ခိုင်ရေးပါတီတရင်ချင်းမြက်ကပြောဆိုပါတယ်စစ်တပ်မှလက်ရှိတာဝန်ထမ်းဆောင်နေသောမြို့စောအောင်လင်းတွင်ညထုံဦးတင်အောင်ဆန်းနှင့်ဒုတိယဗိုလ်ချုပ်ကြီး6ဦးဖြစ်ကြသည့်စစ်တပ်ကောက်ွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဟောင်းဒုတိယဗိုလ်ချုပ်ကြီးကံမြန်တန်း OTS 66အမှတ်3စစ်စင်ရေးအထူးအဖွဲ့မှ ဒူပိုချုပ်ကြီးတေစာကျော် DSA 28 MA 6စစ်စင်ရေးအထူးအဖွဲ့မှုဒူပိုချုပ်ကြီးတပ်ပုံ DSA 29စီရေးချုပ်ဒူပိုချုပ်ကြီးဖုံရန် OTS 83စစ်ရာထူးခန့်ချုပ်ဒူပိုချုပ်ကြီးလင်းအောင် DSA 26တပ်မတော်စစ်စည်ရေးနှင့်စစ်ရင်စစ်ချုပ်ကြီးရည်လီဒူပိုချုပ်ကြီးစိုးတင်နိုင် DSA 31တို့အပါအဝင်မင်းအောင်လိုက်ဆေးလုခဲ့သောစစ်တပ်အရာရှိများဌာနဆိုင်ရာအရာရှိများမှစံဖို့ပါတီမှတစဉ်ရွေးကောက်ပွဲ ဝင်ချမည်ဖြစ်ကြောင်း ထို့သောရွေးကောက်ပွဲဝင်ရာတွင်၎င်းတို့ရွေးကောက်ပွဲဝင်မိကုန်ကြစိတ်များနှင့်မဲဆွယ်စည်းရုံးစည်းရိမ်များကိုပါကြပါရေယူဆောင်လာပြီးကျန်းဖို့ပါတီကမြည်သည့်ကုန်ကြမှုမှာထပ်မံစိုက်စီရမလို့ကြောင်းသိရပါတယ်။တက်ကလာတဲ့ကိုစလေလောင်းတွေကမဲဆွယ်စည်းရုံးစည်းရိမ်ကစလို့ကိုစလေလောင်းစည်းရိမ်အကုန်လုံးတပါရေယူလာတယ်လို့သိရတယ်။ပါတီဘက်ကဘာမှစိုက်ထုတ်စရာမလိုဘူးလို့သိရတယ်။လူတွေရောငွေကြေးတွေရောကြပါရေပါတာနောက်ပြီးသူတို့ရုံးအဖွဲ့တွေနဲ့သူတို့လာကြတာပါတီဘက်ကဘာမှစီစဉ်ပေးစရာမလိုဘူး။ ဥပမာဆိုရင်ဘိုးချုပ်ကြီးအောင်လင်းထွေးဆိုရင်ရွေးကောက်ပွဲဝင်ဖို့အတွက်သူ့ရဲ့ကိုရီးအရာရှိအဖွဲ့နဲ့ရုံးအဖွဲ့ကပါတီကိုလာပြီးကိုရီးအချင်းဖြည်တာလိုအပ်တဲ့စာရွက်စာတမ်းလာတင်တာတွေလုပ်တဲ့သူတို့လူကြီးလာရင်ရုံးထိုင်မဲ့နေရာအခန့်ခါအစားပါတီဌာနချုပ်မှလာကြည့်ပြီးစီစဉ်တယ်ဟုကြန့်ခိုင်ရေးပါတီသတင်းရှင်းမြစ်ကပြောဆိုပါတယ်လက်ရှိကြန့်ခိုင်ရေးပါတီတွင်အမတ်လောင်များရွေးချယ်မှုနှင့်ပတ်သက်၍လက်ကောင်ရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာနိုင်သောအခင်းအကျင်းများနှင့်ပတ်သက်ပြီး မင်းအောင်လိုင်ကပင်အဆဆအရာရာစီစဉ်ညွှန်ကြားနေပြီးပါတီဥက္ကဋ္ဌခင်ရင်ဗဟိုအလုံးမှုဆောင်နဲ့မင်းအောင်လိုင်တို့အကြားဓာတ်ရိုက်ညွှန်ကြားမှုခံယူလုံဆောင်နေကြောင်းသိရှိရပါတယ်။ပါတီကတက်ချုပ်ရဲ့ညွှန်ကြားမှုခံယူလုံနေတယ်လို့ဒီလိုပဲပြောလို့ရပါတယ်။ဗဟိုကော်မတီဝင်အဆင့်တောင်မှသိခွင့်မရှိတော့ဘူး။တချို့ကိစ္စတွေကဥက္ကဋ္ဌ CEC နဲ့တက်ချုပ်အကြားမှာဓာတ်ရိုက်လုံနေကြတာဟုစံခါရေးပါတီသတင်းရှင်းမြစ်ကပြောဆိုပါတယ်။ အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်အမိန့်ဖြင့်ကြက်ဖို့ပါတီတို့ဗိုလ်ချုပ်ကြီးအဆင့်မှအောက်ခြေအဆင့်အထိစစ်အရာရှိများရုံးအုပ်များနှင့်တက်ကြွကြီးစည်ရင်များပါမကျန်စုစုပေါင်းအင်အား489ဦးပြောင်းရွှေ့လာကြောင်းသိရပါသည်ဆက်လက်ပြီးတာယောရီထောင်မှလွတ်ရက်စစ်နိုင်ငံရေးအကျဉ်းသား9ဦးကိုစစ်တပ်ကပြန်မလို့ဖဲအမှုများတက်၍မတရားပြန်လည်ဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည် ပဲခူးတိုင်းတာယာဝတီအချင်းထောင်မှာလူရက်စီပြီးပြန်လည်လွမြောက်လာသည့်နိုင်ငံရေးအချင်းသား၅ဦးကိုအကြံဖက်စစ်တပ်မှနောက်ထပ်အမှုများကတ်ကဖွဲ့ပြခြင်းမရှိဘဲပြန်လည်ဖမ်းဆီးခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM မှဗဟုဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘားလာတရက်နေ့တွင်တာယာဝတီအချင်းထောင်မှနိုင်ငံရေးအချင်းသား16ဦးနှင့်အခြားအချင်းသား14ဦးစုစုပေါင်း30ဦးသည်လူရဲစေးသည့်ဖြင့်ပြန်လည်လွတ်မြောက်လာခဲ့တော်လဲ ချန်လေလွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသား16ဦးအနက်နိုင်ငံရေးအကျဉ်းသား6ဦးကိုထောင်အဝင်ဝါ၌ပင်ရဲကားဖြင့်စစ်ကောင်စီလက်အောက်ကံပြည်ထရေးဌာနမှတာယာဝတီရဲစခန်းသို့ပြန်လည်ဖမ်းဆီးသွားခဲ့ကြောင်းကျန်လေဖန်စီခံခဲ့ရသည့်နိုင်ငံရေးအကျဉ်းသား၅ဦးအနက်နိုင်ငံရေးအကျဉ်းသား၁ဦးသာလွတ်မြောက်ခဲ့ပြီးကျန်နိုင်ငံရေးအကျဉ်းသား၅ဦးမှနောက်အမှုများဖြင့်ဖန်စီခံခဲ့ရပြီးတာယာဝတီအကျဉ်းထောင်သို့ပို့ဆောင်ကဖန်စီခံထားရကြောင်း PPNM ထံမှသိရပါသည် လက်ရှိတာယာဝတီအကျဉ်းထောင်တွင်နောက်မှုများဖြင့်ပြန်လည်ဖန်ဆီးခံထားရသောနိုင်ငံရေးအကျဉ်းသား၅ဦးရှိခဲ့ပြီးကိုဆိုင်အောင်ငင်းကိုဂျယ်ရီကောင်းထိုင်ကိုတင်ဆိုးခေါ်နှက်ဆိုးနှင့်မတ်မီမြတ်သူတို့ကိုအတီးပြုတ်နိုင်ပြီဖြစ်ကြောင်း PPNM ကထုတ်ပြန်ထားပါသည်အကျဉ်းထောင်ထဲမှာမတရားသောအမိန့်တွေကိုကာလာတကူအထိနေပြီးသားဖြစ်တဲ့အကျဉ်းသားတွေကိုအခုလိုမျိုးလက်လွတ်စပယ်ပြန်လည်ဖမ်းဆီးကာထောင်ထဲထည့်တဲ့ကိစ္စကတော့လုံးဝမလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားတွေရဲ့အခွင့်အရေးလူသားတယောက်ရဲ့အခြေခံအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာသွားလာခွင့်ဆုံးရှုံးရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ဒါပြင်တရားဥပဒေစိုးမိုးမှုမရှိတော့ဘူးဆိုတာဟာမြန်မာပြည်သူလူထုလက်ခံထားပေမယ့်ကဘာကြီးကအခုချိန်အထိမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုမမြင်ရသေးဘူးဖြစ်ပါတယ်။လက်ရှိနိုင်ငံရေးအကျဉ်းသားတွေကိုပြန်လည်ဖန်ဆီးတယ်ဆိုတဲ့အခြေအနေဟာစိုးဝါလွန်လာတဲ့တရားရေးစနစ် ကပေါင်းစစ်ကောင်စီရဲ့အလိုချဖြစ်နေသလိုနိုင်ငံရေးအကျဉ်းသားတွေရဲ့လွတ်လပ်စွာသွားလာခွင့်နဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေနိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ အခွင့်အရေးတွေညာစွာချိုးဖောက်ခံရရတယ်ဆိုတာကိုလက်တွေ့သက်သေပြနေတဲ့လောက်ရက်ပြီလို့ကျွန်တော်တို့ပြောကြံပါတယ်ခုကိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောကြားပါတယ်